ကျွန်တော်ဒီနေ့မျှဝေပေးချင်တာလေးကပေါ့နော် dependence.down data validation နဲ့ dependence.down လေးလောက်တော့ကို interlight function လေးအသုံးပြုပြီးလောက်တဲ့နည်းလေးကို မျှဝေပေးချင်တာပါဥပမာဆိုရင်ကျွန်တော်ရှိမှာဒါ item နဲ့ item list ပေါ့နော်ဒီမှာဆိုရင် item list လေးတစ်ခုရှိတယ်ပေါ့အဲကျွန်တော်ဘယ်လိုဖြစ်ချင်တာလဲဆိုတော့ဒီနေရာမှာကျွန်တော် to space လို့ရွေးလိုက်ပြီဆိုလို့ဒီမှာ group သုံးခုရှိတယ်ပေါ့အဲ item list မှာပေါ့နော် item list မှာ group သုံးခုရှိတယ် shampoo ရဲ့ toothpaste ရယ် shower cream ရယ်ဆိုပြီးတော့ group 3ခုရှိတယ်ဒီမှာ shampoo မှာဆိုလို့ရှိရင် item 4မျိုးရှိတယ်အဲ toothpaste မှာဆိုလို့ရှိရင် item 3မျိုးရှိတယ်ပေါ့နော် shower cream မှာဆိုရင်လည်း item 3မျိုးရှိတယ်အဲဆိုကျွန်တော်ကဒီမှာ shampoo toothpaste ဒီမှာပေါ့ item လေးကိုဒီမှာ item data validation list လေးနဲ့အဲဒီမှာပေါ့နော်ဒီ group ၃ခုကိုကျွန်တော်ရိုက်ထားတယ်ရေးထားတယ်လောက်ထားတယ်ပေါ့အဲ့ဒါဆိုတော့ကျွန်တော်ကဒီမှာ shampoo လို့ရွေးလိုက်ပြီဆိုရင်ဒီဘက်မှာ shampoo နဲ့ဆိုင်တဲ့ဒီမှာ item list လေးကိုကျွန်တော်ကြာကြင်တာပါဥပမာဆိုဒီမှာဖြတ်ထားမယ်ဆိုကျွန်တော်ကဒီမှာ shampoo လို့ရွေးလိုက်ရင် shampoo နဲ့ဆိုင်တဲ့ sorry item list လေးကြာကြင်တာ အကျွန်တော်ဒီမှာနောက်တစ်ခု toothpaste လို့ရွေးလိုက်တယ်ဆိုရင် toothpaste နဲ့ဆိုင်တဲ့ item လေးလေးကြာကျင်တာပေါ့နော်အဲ့မျိုးလေးကိုအဲ့ဒါလေးကိုကျွန်တော်ဘယ်လိုလုပ်ထားရလဲဆိုတာလေးကိုမျှဝေပေးကျင်တာဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ကအရင်ဆုံးဒီကောင်လေးကိုကျွန်တော်တေးသေးဥစ္စာလုပ်ဖို့ဆိုရင် ကျွန်တော်ရှိမှာအရင်ဆုံးကျွန်တော်တို့ရဲ့ item လေးလေးကိုတေးပဲလုပ်ထားရပါမယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီ item name တွေကိုပေါ့နော်ဒီ item ရဲ့ number တွေကို ID number တွေကိုဒီ group ရဲ့နာမည်လေးတွေသွားပေးပြီးတော့ define ဒီ group ရဲ့နာမည်လေး နဲ့ define name ပေးရပါမယ်။အဲနောက်တစ်ခုအဲ့ဒါပြီးပြီဆိုမှကျွန်တော်တို့က interlife function နဲ့ data validation list မှာကျွန်တော်တို့ဒီဟို data validation list တော့တော့လုပ်ရမယ်ပေါ့နော်။ dependent.down လေးလုပ်ဖို့အတွက် data data sorry data validation name name မှာအဲဒီ interlife function နဲ့ formula သွားရေးရပါမယ်အဲဆိုတော့ကျွန်တော် defining ပေးဖို့ဆိုရင်တော့ကျွန်တော်တို့ပေါ့နော် defining ပေးမယ်ဆိုတော့ကျွန်တော်တို့ formula တွေက name manager ထဲမှာ defining ပေးရမှာပေါ့နော်အဲ့လိုပေးရတဲ့နေရာမှာ name manager ထဲကနေတခါလဲ new ကိုခေါ်ပြီးတော့ဒီမှာပေါ့နော် defining name နာမည်နာမည်ပေးမယ်ဥမာဒီမှာဆိုရင် shampoo ဆိုရင် shampoo လို့ပေးမယ်ပေါ့နော် s h a m p o ကို အဲရှမ်ပူလို့ပေးမယ်ပြီးတော့ကျွန်တော်တို့ refer to ဆိုလို့ရှိရင်ဒီ refer to ကဒါလေးကိုညွှန်းမယ်ပေါ့เนาะကျွန်တော်တို့က A1 နဲ့ A4 ညွှန်းမယ်အဲအဲ့လိုမျိုးလေးတွေကျွန်တော်ကလောက်ရပါမယ်ကျွန်တော်ဒီနေရာမှာတော့ကျွန်တော်မြင်အောင်မို့လို့ကျွန်တော်ပေးထားပြီးသားပါ defining လေးတွေကကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်ဆိုလို့ရှိရင် shower cream ဆိုလို့ရှိရင်လည်း shower cream နီးဒီမှာ shower cream shower cream က B11 ကနေ B B12 ထိပေါ့เนาะကျွန်တော်ဒီမှာဆိုရင် B11 ကနေ B12 ထိရ shower cream ပါအဲဒါ shower cream ပေါ့เนาะအဲ့လိုပဲကျွန်တော် ဒီမှာ shower cream shampoo လဲကျွန်တော်ပေးထားပြီးပါပြီเนาะအဲ V4 ကနေ V7 ဒီ shower cream အဲပြီးတော့နောက်တစ်ခုကတော့အဲဒီမှာ ရှာဝါခရင်ပြရခါကျရှမ်ပူရှာဝါခရင်ပေါ့လေနောက်တစ်ခုကအဲ့ဒီ tooth paste ပေါ့နော်ကျွန်တော်ဒီမှာ tooth paste ဆိုလဲ tooth paste ပေးထားပြီးသားပါအဲဆိုတော့ကျွန်တော်ကတော့မပေးတော့ဘူးပေါ့နော်ပေးထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာတစ်ခါတည်းပဲရေးထားတဲ့ဟာလေးကို formula လေးကိုကျွန်တော်တို့တော့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော် data validation list မှာရေးမယ်ဆိုတော့ဒါလေးကိုလည်းကျွန်တော် data validation list နဲ့ထည့်ထားပါတယ်အဲပြီးလို့ရှိရင်တော့ဒီနေရာမှာကျွန်တော် data validation list လေးနဲ့ဒီကောင်ရဲ့ scope ကလေးကိုကြာအောင်ဘယ်လိုရေးထားရလဲဆိုတော့ ျွန်တော်ဒီမှာအရင်ဖြတ်လိုက်ပါမယ် data လည်းကနေကျွန်တော်ခဏလေးပေါ့နော် data validation list လေးကို clear all အရင်လုပ်လိုက်မယ်အပြင်ကျွန်တော်ဒီနေရာမှာ to spray လို့ရေးထားရတယ်ဒီမှာ data validation လေးသူကြာလာဖို့ဆိုလို့ရှိရင်သူနဲ့ sign နဲ့ဟာလေ dot down လေးကြာလာဖို့အတွက်ဆိုရင်ကျွန်တော် data validation list တွေကိုသွားမယ်အပြင် list ကိုရွေးမယ်အဲ့ဒါပြီးလို့ရှိရင်တော့ဒီနားမှာ enter right ဆိုပြီးတော့ကျွန်တော်တို့ရွေးလိုက်ပါမယ် indirect နော် indirect indirect ဆိုပြီးတော့ကျွန်တော်ဘာလို့ရွေးမလဲဆိုတော့ ီနေရာလေးကိုဒါလေးကိုညွှန်းလိုက်ပါမယ်ဒီနေရာမှာအဲ့လိုညွှန်းလိုက်တဲ့ဆိုရင်ဒေါ်လာစာကြီးနဲ့ဖြစ်သွားပါမယ်အဲ့တော့ကျွန်တော်က F5 လို့ရိုက်ထည့်လိုက်ပါမယ်နော်ဒီ to space နေရာဒီ F5 ပါ f colon 5ပေါ့เนาะဒီမှာ okay လို့ပေးလိုက်မယ်ဆိုရင်ဒီမှာ data validation list လေးကြာလာပါပြီเนาะဒီနဲ့ဆိုင်ねဒီမှာ to space ကနေအဲကျွန်တော်ဒီမှာပြန်ဖြတ်ထားမယ်အပြင်ကျွန်တော်ဒီမှာ shampoo ကိုရွေးလိုက်မယ် shampoo ဆိုရင် shampoo နဲ့ဆိုင်ね data validation list လေးကြာလာပါပြီ အဲဒီနေရာမှာကျွန်တော်က two shower cream လို့ရေးလိုက်ရင် shower cream နဲ့ဆိုင်တဲ့ data validation list လေးကြာလာပါပြီ။ဒါငကိုရိုက်ထားတဲ့ဟာကတော့ဖြတ်ရမှာပေါ့နော်။ data validation list လေးကြာလာပါပြီ။အဲနေရာမှာကျွန်တော် indirect function ဆိုတာလေးကိုလည်းတစ်ချက်လောက်ကျွန်တော်ရှင်းပြပေးခြင်းပါတယ်။ indirect function ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီမှာဥပမာပေါ့ဒီမှာ100 300 300ဆိုပြီးကျွန်တော်တို့ရှိတယ်ပေါ့။စီးရင်းလေးတစ်ခုရှိတယ်။အဲဒါလေးကိုကျွန်တော်ကဒီမှာ copy ကူးလိုက်မယ်ပေါ့ control c sorry ဒီမှာ control v အဲ့ဒါကျွန်တော်ဒီမှာ100လို့ပြောင်းလိုက်မယ်ဒီမှာလိုက်မပြောင်းသွားပါဘူးနော်ဒီနေရာမှာ100လို့လိုက်မပြောင်းသွားပါဘူး300ပဲဖြစ်နေပါတယ်အဲ့ဒါလေးကိုလိုက်ပြောင်းဖို့ဆိုရင်တော့ကျွန်တော်တို့ကဒီမှာညီညာချင်းချပြီးယူလိုက်ရင်တော့ညီညာချင်းချပြီးယူလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီနေရာမှာ150လို့ပြောင်းလိုက်ရင်ဒီမှာ150လို့ပြောင်းသွားပါတယ်ဒါကတော့ data ကူးလိုက်တာပေါ့ inter type ကြတဲ့အခါကျတော့ကျွန်တော်တို့ inter type function ကိုကျွန်တော်ဒီနေရာမှာခေါ်ကြည့်ရမယ် equal inter type in that right ဆိုရင်တော့သူက reference test တက်ပြီးတော့ A1 style ပေါ့နော် A1 style နဲ့ R1 C1 style ဆိုတာကတော့ကျွန်တော်တို့ဒီဆဲတွေရဲ့အဲကျွန်တော်တို့ဆဲတွေကိုညွှန်းတဲ့ပေါ့နော် reference ညွှန်းတဲ့ style လေးကိုပြောတာပါဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာချလိုက်မယ်ဆိုဒီမှာပေါ်နေတဲ့ A1 style ပေါ့နော်ဒါကတော့ A1 style မှာကျွန်တော်တို့ဒီ file ထဲမှာပေါ့နော်ဒီ option တွေကိုတွက်ကြည့်လိုက်မယ် formula လေးကိုဝင်လိုက်တယ်ဆိုဒီမှာ r1 c1 reference တိုင်းပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာဆိုကျွန်တော်တို့အမှန်ချင်းလေးပြုတ်နေကျွန်တော်ခဏပေါ့နော်အမှန်ချင်းလေးချစ်လိုက်မယ် okay ကျွန်တော်ဒီမှာသွားကြည့်လိုက်မယ်ဆိုရင်ဒီမှာထားလိုက်ရယ်ဆို r1 c1 style ဆိုပြီးတော့ပေါ်နေပါပြီခဏနေရာ a1 style လို့ပေါ်တာပါ r1 ဆိုတာက whole number 1 column 1ဒီနေရာမှာဆိုလို့ရှိရင်ဒီမှာဆိုရင် row number က3 column number က2 r3 c2 ပါဒါကတော့ r1 c1 style နဲ့ a1 style ကိုအကြမ်းမြင်ရှင်းပြပေးလိုက်တာဖြစ်ပါတယ် အဲ့ဆိုကျွန်တော်ဒီကောင်လေးကိုပြန်ဖြုတ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့က UU A1 style နဲ့ပဲသုံးပါပါအဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ interlight function ကိုသုံးမယ်ဆိုလို့ရှိရင် equal interlight ပေါ့နော် interlight ။ဒါမှဆိုရင် reference test Einstein တုံးမာလာ bus time Einstein ကိုတုံးမာလာ Domo Einstein တုံးမာလာဆိုပြီးမေးပါတယ်။ကျွန်တော်တို့က Einstein ပဲတုံးမယ်ဆိုတော့ဘာမှထည့်ခဲ့ဖို့မလိုပါဘူး။နော်အဲ့ဒါဆို indirect ဆိုကျွန်တော်တို့ကညညွန်းမယ်ပေါ့ကျွန်တော်တို့အညညွန်းကျင်တဲ့ဟာလေးကိုကျွန်တော်တို့က self reference နဲ့တွညွန်းမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် F9 ပေါ့နော် F9 ဆိုရင်ကျွန်တော်ဒီမှာ F ကောလား9မှာဆိုရင်သူကပါရှိလဲဆိုတော့ဒီနေ့က250ရှိရပေါ့နော်ဒီမှာ F colon row number 9 F9 မှာကျွန်တော်ဒီမှာရိုက်လိုက်မယ်ဆိုရင်ဒီမှာ F9 F9 မှာ250ရှိတယ်။အဲ့ဆိုကျွန်တော်ဒီမှာ F9 လို့ရိုက်ထားမယ်။အဲ့ဒါပြီးကျွန်တော်ဒီမှာ interlight interlight ဒီ i i interlight ဆိုပြီးတော့ဒီမှာ F9 ရဲ့ reference လေးကိုညွှန်းလိုက်မယ်ဆိုရင်ဒီမှာ F9 ကိုတွန်းညွှန်းလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ250ကျွန်တော်ဒီမှာ300လို့ပြင်လိုက်ရင်ဒီမှာ300လို့လာပြင်သွားပါပြီဒါဒီ အာဝါပေါ့နော် interlight function ကိုအသုံးပြုနည်းလေးဖြစ်ပါတယ်အဲဒါဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ interlight function နဲ့သုံးလိုက်ပြီဆိုလို့ရှိရင်ဒီမှာ interlight function နဲ့ data validation list ထဲမှာသုံးလိုက်လို့ရှိရင်ဒီမှာ interlight ဆိုပြီးတော့ fi လို့ပေးလိုက်ပြီဆိုရင်တော့ဒါလေးကဒီ validate ဟောပေါ့နော် data validation list ထဲမှာအဲ့ဒါလေးကို interlight function နဲ့သွားထည့်လိုက်တာ reference လေးကိုညွှန်းပြီးထည့်လိုက်တာဖြစ်ပါတယ် အဲနောက်တစ်ခုကျွန်တော်ဖြတ်ပြောပြကြဲကြံတာလေးကကြတော့ဒါအရောကျွန်တော်တို့ကဒီ dependence.down လေးကြအောင်လုပ်တာပေါ့နော် indirect function နဲ့ dependence.down လေးကြအောင်လုပ်တာဒီနေရာမှာ c2 c002 ကြာကျင်နေဆိုကျွန်တော်တို့အဲ c002 ရဲ့ product name ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က vlookup နဲ့ချိန်လိုက်ပြီးတော့ရေးလိုက်လို့ရပါတယ်။နောက်တစ်ခုကတော့အဲ့ဒီ vlookup နဲ့တခါတည်းပေါ့နော် indirect function ကိုတွဲပြီးတော့အသုံးပြုတဲ့နည်းလေးကိုလည်းမျှဝေပေးချင်ပါတယ်။အဲဥပမာဆိုရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဟိုပါပေါ့ short ဒီမှာဆိုရင် short 1 short 2 short 3ရဲ့ကန်နီယာ item လေးတွေကိုရောင်းထားတဲ့အခုရေးစီရင်လေးရှိတယ်ပေါ့เนาะဒါ sign number 1 sign number 2 sign 3ပေါ့အဲ့ဆိုတော့ကျွန်တော်တို့ကအဲ့ဒါကို interlive function နဲ့ကျွန်တော်ကဘယ်လိုရေးချင်တာလဲဆိုတော့ဥပမာဆိုကျွန်တော်ရှိမှာဒီမှာပေါ့ဒီမှာဒါ dependence.down လေးနဲ့သူ့ရဲ့ code ရှိတယ်ပေါ့เนาะအဲ့ဒီကျွန်တော်ဒီကနေယူထားတာပေါ့ ဒီကျွန်တော်တို့မူရင်းဒီ item ပေါ့နော်ဒီ item list ကနေယူထားတာပေါ့ဒီမှာအဲ့ item list တွေကိုရောင်းထားတဲ့ဒီဇိုင်းချင်းစီရောင်းထားတဲ့စီရင်ပေါ့အဲ့ဒါ item list ကိုယူထားရဆိုဒီ item list မှာကျွန်တော်က A1 လို့ယူလိုက်ရင်ဒီဘက်ကတော့ဒါ VLOOKUP နဲ့ချိန်မယ်ပေါ့ equal VLOOKUP VLOOKUP နဲ့ချိန်ပြီးတော့ lookup value ကတော့မှာ table away ကဒီကောင်ပေါ့နော် table away ကဒီကောင်အဲ့ဒါပြီး product name ကိုလိုချင်တာဖြစ်တဲ့အတွက်2.0ပေါ့ ဒါဆို VLOOKUP နဲ့ချစ်တာ A001 လို့ရကလီးယားကလီးယားမှာမှကျွန်တော်ကဒီကလီးယားရဲ့ sign 1ကိုလိုချင်တယ်ပေါ့ဥပမာတော့ဒီမှာ sign 1 2 3ကိုကျွန်တော်တက်တွေ့ verification နဲ့ထည့်ထားတယ်အဲကျွန်တော်ဒီနေရာမှာ sign ပေါ့ short 1ပေါ့အဲ short 1ဆိုရင်ကျွန်တော်ကဒီမှာ short 1နဲ့ sign နဲ့ပေါ့နော် short 1နဲ့ sign နဲ့ဆိုဒီမှာ clear short 1ဆိုလို့ရှိရင် clear နော် clear short 1ဆိုရင်480ဖြစ်ရမှာပေါ့ အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတိုင်း VLOOKUP နဲ့သွားရေးမယ်ဆိုရင်ကျွန်တော်ရေးလို့မရပါဘူး။ဒီ VLOOKUP lookup value comma အဲ့မှာ table away ကကျွန်တော်တို့ဘယ်ဟာကိုပေးမလဲ။ဒီမှာ table ၃ခုရေးတောင်းရှိတယ်။အဲ့ဆိုတော့အဲ့ဒီ table ကို array ကိုကျွန်တော်က interlight function နဲ့ညွှန်းပါပါ။ ဲဆို interlight function နဲ့ညွှန်းဖို့ဆိုရင်ပထမဆုံးကျွန်တော်တို့ကဒီဒီပေါ့နော်ဒီ short 1ရဲ့ table short 2ရဲ့ table လေးတွေကိုကျွန်တော်တို့ define name ပေးဖို့လိုအပ်ပါတယ်အဲဆိုတော့ကျွန်တော်ကဒီ short 1ကိုပေါ့နော် short 1ကိုလည်း define name နဲ့ short 1လို့သွားပေးလိုက်ပါမယ်ဒီမှာ formula တွေက name manager ထဲမှာပေါ့နော် new လေးကိုခေါ်ပြီးတော့ပေးလဲရပါတယ်ဒီနေရာမှာအဲ short shop short 1ပေါ့နော်အဲဒီနေရာမှာအခွင့်အစအခွင့်ပေးလဲတုံးလို့မရဘူး အဲစပေးလဲချလို့မရဘူးเนาะအဲပြီးတော့ minus sign တို့ပါလို့လဲတုံးလို့မရဘူး hyphen လေးပဲတုံးရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ hyphen လေးနဲ့ပေါ့เนาะရေးလိုက်မယ်အဲ့ဒါပြီးကျွန်တော်တို့ညီညွန်းချင်တာကဒီကောင်လေးပေါ့เนาะဒီကောင်လေးညီညွန်းချင်နေဆိုရင် table အဲဆိုရင် okay လို့ပေးလိုက်မယ်ပေါ့เนาะအဲ okay လို့ပေးလိုက်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ဒီထက်မှာ ညွန်ပီးသားလေးတွေရသွားဟိုပါပေါ့နော် defining baby သားလေးတွေဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့ဒီမှာ baby သားပါဒီမှာ short run short 3ဆိုလို့ရှိရင် short 3ဒီမှာ short 3ရာတေးပဲဒီတေးပဲကိုညွန်ထားတာပေါ့နော်ဒီမှာတေးပဲလေးတွေကိုကျွန်တော်တို့ကြီးလိုက်မယ်ဒီမှာဆိုရင်တေဘဒါတေဘ11ဒါတေဘ12ဒါတေဘ13ပေါ့နော်အဲဆိုတော့ဒီမှာ define name မှာဆိုလို့ရှိရင်လေသူကတေဘလေးကိုညွှန်ထားပြည့်တယ်ပေါ့နော် short 3ရဲ့ short 3ဆိုရင်ဒီမှာ table 73ပေါ့နော် table 13ဆိုပြီးညွှန်ထားပြပါပြီအဲဆိုကျွန်တော်ညွှန်ပြတာဆိုတော့ဒီမှာတစ်ခါတည်းပဲတွက်လိုက်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီနေရာမှာ vlookup နဲ့ဘယ်လိုရွေးမှာလဲဆိုတော့ equal vlookup ပေါ့နော် vlookup နဲ့ဒီက lookup value ကတော့ဒီကောင်ကိုကြည့်မယ်အဲမှာ table away ကိုကျွန်တော်တို့က interline နဲ့သွားပါမယ် dire cd interline reference desk ကဒီကောင် short run ကိုညွှန်လိုက်မယ် comma ကျွန်တော်ကအဲ့ဒါပြီးတော့ဒီမှာဆိုလို့ရှိရင်ဘယ်နှခုမြောက်လဲ ရိုးနံပါတ်ကိုကောလိုင်း index number ကတော့၄ခုမြောက်ပေါ့နော်အဲဆိုတော့4,0လို့ညွှန်လိုက်မယ် okay ဆိုရင်ဒီမှာ480ပါကြံကြည့်မယ် clear ရဲ့ short one မှာရောင်းထားတာဒီ480ပါ a1 clear ရဲ့ short one မှာရောင်းထားတာဒီ480ပါ okay ဒီနေရာမှာကျွန်တော်က short 3လို့ပြင်လိုက်မယ် short 3ဆို900ဖြစ်သွားပါပြီ A001 ကရှမ်ပူဟိုက clear က900ပါအဲ OPD နေရာမှာကျွန်တော်က V2 လို့ပြင်လိုက်မယ် V2 short 3D 390ပါနော်အဲ့အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါက VLOOKUP နဲ့ interact function ရဲ့တွဲတဲ့အသုံးပြုနည်းရဲ့အဲဒီ interact function ကိုအသုံးပြုပြီးတော့ dependence dot down လေးလောက်တဲ့နည်းလေးရဲ့ကိုမျှဝေပေးထားတာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်